တော်လေးတော့အခွင့်အရေးတော့နေပါပြီဒါပေမဲ့လည်းကျွန်တော်တို့ကဒါလက်ကြံပဲကျွန်တော်တို့အသင်းကောင်းဆောင်ပြောသလိုပဲကျွန်တော်တို့ကဝယ်တိုင်းကိုကျွန်တော်တို့ကအနိုင်ရရှိဖို့ပဲကျွန်တော်တို့ရမယ်ရတဲ့အခုလည်းလက်ရှိကျွန်တော်တို့အိမ်ကူးမှာကျွန်တော်တို့နှစ်ပွဲနိုင်လာတယ်6မှတ်ရတာလေဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီအိမ်ကွင်းမှာကျွန်တော်တို့ဒါအိမ်ကွင်းနောက်ဆုံးပွဲနော်နောက်ဆုံးပွဲဆိုတော့ကျွန်တော်တို့နောက်ဆုံးအကောင်းဆုံးသူအခုနဲ့ပြောထားတဲ့အတိုင်းပဲကျွန်တော်ရမယ်ရအောင်ကျွန်တော်ကြိုးစားပါ ကိုမြေကိုရင်မှာကစားရမယ်စီးရအသင်းနဲ့ပွဲစဉ်မှာမြမအသင်းဘာရီလုတ်ပြသွားနိုင်မလဲဘောလုံးဆိုတာတော့အပြင်မှာတော့ဒါပြင်ရတာပေါ့လူတဲ့ဥစ္စာတွေကိုသွားကျင်တယ်တကယ်တမ်းကျတော့ဒီအသေးသေးမှာကစားတဲ့ဒီကလေးတွေအများကြီးခက်ခဲရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ level နဲ့မြင့်တဲ့အဲအသင်းနဲ့တွေ့တဲ့အချိန်ညာရင်တော့ဒါကတော့ဟိုဒီလိုဖြစ်ဟိုဆိုတော့ကျွန်တော်တို့လည်းမနစ်ပြန်အောင်ကျွန်တော်တို့အမားတွေအခုနဲ့မအောင်ပြောသလိုကျွန်တော်တို့လည်းအကောင်းဆုံးပြင်ဆင်လာတယ်ကျွန်တော်တို့မနစ်ပြန် ဒီဟိုအဲ့လိုပြောလို့အမင်းတို့ကအမားကလည်းပြင်လို့မပြီးဘူးလို့ဒါဘောလုံးတေးတဲ့ဒီပြင်လို့ပြီးမှာကျွန်တော်တို့ဘောလုံးဆိုတာเนาะလူတိုင်းလူတိုင်းဆိုတော့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တိုက်ပြီးတွေ့ကျွန်တော်ကလေးတွေရောကျွန်တော်ပြေဆက်ဖို့အသင်းပါโอเคမင်္ဂလာပါအားလုံးပဲအဲကျွန်တော်တို့ဒီလိုအရင်ဆုံးအရင်ဆုံးကျွန်တော်ပြောချင်တာကတော့မင်းပြန်ပွဲအတွက်တော့ကျွန်တော်တို့ ဒါမနေ့ကစပြီးတော့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်အဲတခုရှိတာကျွန်တော်တို့ပြီးခဲ့တဲ့ဒါအဝေးခွင်းမှာကျွန်တော်တို့ဒါမျောလင်းထားတဲ့အတိုင်းမဖြစ်လာဘူးဒါ go school တွေနည်းနည်းလေးညားသွားတော့ five one အဲဒီမှာလည်းကျွန်တော်တို့ဒါဟိုစင်ကြီးပေးတာတော့မဟုတ်ပါဘူးအားလုံးနဲ့သိပြီလားကျွန်တော်တို့ဒီကနေကျွန်တော်တို့ရဲ့သွားတဲ့ခီးတွေနောက်ပြီးတော့ဒီအချိန်တိုင်းတာတွေဒါရာသီဥတုတွေ ဒါတွေရှိတာပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ကဟိုအထက်တွက်တာကိုအထက်တော့တွက်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရန်ဒီကျွန်တော်ရဲ့ဒီ player တွေရန်ပြန်ပန်းနေနောက်ပြီးတော့ကျွန်တော်တို့အဓိကအားထားရတဲ့ကျွန်တော်တို့အင်းကောင်းကောင်းမောင်းမောင်းလို့ဆိုလို့ကျွန်တော်တို့ injury ရကျွန်တော်တို့အဲကြံခဲ့တဲ့ဘိုင်းနောက်ပြီးတော့ကျွန်တော်တို့ဒါ midfield မှာလည်းကျွန်တော်တို့ဒီ wheel အောင်ကျွန်တော်တို့ဒီနှစ်မှကျွန်တော်တို့ major club တွေမှာကစားတယ်ဒါ wheel အောင်လည်းကျွန်တော်တို့ဒါဟိုကြံခဲ့တယ်ပေါ့နော် ဆိုတော့ဟိုမှာလည်းကျွန်တော်တို့အဲဒီချုပ်ပလီယာတွေတို့ဒီပွဲပန်းတဲ့ဥစ္စာလေးရှိတယ်ဖြားနာတဲ့ဥစ္စာလေးရှိတယ်နောက်ပြီးတော့အင်ဂျင်နီယာအဟောင်းလေးရှိတဲ့ပလီယာလေးတွေကျွန်တော်တို့အဲ့ဒီမှာတော့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်တယ်အထူးသဖြင့်ပြောရရင်ကျွန်တော်တို့ဒီအုပ်စုကကျွန်တော်ငွေကြေးတွေကဒါသိပြီးသားပဲကျွန်တော်ဒီအုပ်စုမှာကျွန်တော်စတောင်းဖြစ်တာဒါကျွန်တော်တို့စီရီယာအသင်းဆိုတာကျွန်တော်တို့လည်းလေပဲအကုန်လုံးဒါအားလုံးလည်းသိပြီးသားပဲဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့မြန်မာလူမျိုးကျွန်တော်တို့ကျွန်တော်တို့ အဲကစားသမားဘွားတွေရောဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပွဲတိုင်းကိုကျွန်တော်တို့နိုင်ုံစိတ်နဲ့ပဲကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ကစားပါရဲ့ဆိုတော့ဒီရလပိုင်းကတော့ပြီးခဲ့တဲ့ပွဲကဒါရလပိုင်းကြီးကျွန်တော်တို့ဒါဒီအုပ်စုမှာကျွန်တော်တို့နှစ်ပွဲနိုင်တယ်အိမ်ဝင်းမှာယူကျွန်တော်နှစ်ပွဲနိုင်တယ်အဝေးကမှာကျွန်တော်တို့ဒါ5-1နဲ့ကျွန်တော်ရှုံးပါဆိုဒါမင်းတို့ပြန်ပွဲအတွက်တော့ကျွန်တော်မနေ့ကအဲပြန်ပြီးတော့ဒါကျွန်တော်တို့ဒီအားရတဲ့အသင်းကောင်းဆောင်ပုံပေါ်လေးလည်းပြန်ပြီးတော့သူလည်းပန်ရွယ်ပါဆက် ပြေးွားရတာပြီးဆိုတော့အဲဒီတချို့ player တွေလည်းကျွန်တော်တို့ကပါအခုကတော့ကျွန်တော်တို့ဒီကရဲအဝေးခွင့်မှာကစားကနေမှကျွန်တော် old injury လေးနည်းနည်းဖြစ်တဲ့ကျွန်တော်တို့နောက်ကဒါစုမှုကြောအဲမနေ့ကပွဲတော့ကျွန်တော်တို့ကစားခွင့်မရဘူးဆိုတော့ဒီလို player တွေရှိတဲ့အတွက်လည်းကျွန်တော်အဲရတဲ့ရှိတဲ့လူတွေအားနဲ့ကျွန်တော်တို့ဒီအိမ်ခွင့်မှာကျွန်တော်ပြည့်သက်ရှင်မှာအကောင်းဆုံးကစားဖို့ဒါကလေးတွေလည်း စိတ်ထဲမှာရှိပြီးသားပါကျွန်တော်တို့အကောင်းဆုံးစားပါတို့ဘယ်လိုပဲကျွန်တော်တို့အားသာမှုအဲဘယ်လိုပဲကျွန်တော်တို့လည်းအစစ်ဘလောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့အကောင်းဆုံးအင်ကွင်းမှာကျွန်တော်တို့တကူလပြောက်စီစဉ်တော့ပြီးရတဲ့ပုံမှာပြီးရောက်ပြီးရောက်နောက်ထပ်တစ်ပုဒ်ကိုအခွင့်အရေးပါဘူး။အော်ဒါတော့တော်တော်လေးတော့ဖွင့်ရတော့နေပါပြီ။ဒါပေမဲ့လည်းကျွန်တော်တို့က ဒါလက်ကြံပဲကျွန်တော်တို့ဒင်းကောင်းဆောင်ပြောသလိုပဲကျွန်တော်တို့ကဝဲတိုင်းကိုကျွန်တော်တို့ကအနိုင်ရရှိဖို့ပဲကျွန်တော်တို့ရမယ်ရတဲ့နဲ့အခုလည်းလက်ရှိကျွန်တော်တို့အိမ်ကွမှာကျွန်တော်တို့နှစ်ပွဲနိုင်လာတယ်၆မှတ်ရလာတယ်လေဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီအိမ်ကွမှာကျွန်တော်တို့ဒါအိမ်ကွနောက်ဆုံးပွဲနော်နောက်ဆုံးပွဲဆိုတော့ကျွန်တော်တို့နောက်ဆုံးအကောင်းဆုံးသူအခုနဲ့ပြောထားတဲ့အတိုင်းပဲကျွန်တော်ရမယ်ရအောင်ကျွန်တော်ကြိုးစားကိုမြေကိုရင်မှာကစားရမယ်စီးရအသင်းနဲ့ပွဲစဉ်မှာမြန်မာအသင်းပါရီလုတ်ပြသွားနိုင်မလဲ ဒီပွဲတွေမှာကျွန်တော် training မှာတည်းကကျွန်တော် training လောက်တာတွေကျွန်တော်ပြင်ကြည့်တယ်သူတို့ပြင်ပြရတယ်ဒါဘာတွေလိုအပ်ချက်ရှိတယ်အဲနောက်ပြီးတော့သူတို့အတင်းအသာချက်အားနည်းချက်တွေကျွန်တော်အများကြီးဟိုဟိုနေ့တိုင်းနေ့ပါကျွန်တော်ဒီ video analyze တွေလုပ်တယ်ကျွန်တော် training မှာပြင်တယ်ဆိုတော့ဟို follow ဆိုတော့အပြင်မှာတော့ဒါပြင်ရတာပေါ့လူတွေဥစ္စာတွေကိုသွားကျင်တယ်တကယ်တမ်းကျတော့ဒီအသေးတမှာကစားတဲ့ဒီကလေးတွေအများကြီးခက်ခဲရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ level နဲ့မြင့်တဲ့ ဲအသင်းနဲ့တွေ့တဲ့အချိန်ကြရင်တော့ဒါကတော့ဟိုဒီလိုဖြစ်ဟိုဘလောက်ပြင်ဆင်မှုပဲဖြစ်ဖြစ်ဒါနားလည်မှုတွေလွဲလာတော့အတိုင်းမင်းနဲ့အောက်လာတော့ဒါမျိုးတွေရှိအောင်ဆိုတော့ကျွန်တော်တို့ရဲ့အများကြီးပြင်ဆင်ထားတဲ့အသင်းတွေလည်းရှိပါတယ်ဒီနိုင်ငံတကာမှာလည်းဒီအာဆီယံ level ဆိုတဲ့ပြီးခဲ့တဲ့ပွဲမှာအဲဘိုးတို့လည်းကြီးမှာပါဒါစင်ကူနဲ့ဒါအိန္ဒိယဟုတ်တယ်မဟုတ်1-0နိုင်ပြီးခဲ့နေမှာဘက်ဘက်ပြန်ပေးလိုက် ိန္ဒိယဝမ်းဝမ်းတည်ကြပါဒါဒါတွေကဒါတွေကသူမြင်သက်သက်လောက်တယ်မဟုတ်ဒီပွဲထဲမှာဒါဖြစ်ဘလုံးဆိုတာဒါပဲလေဆိုတော့ကျွန်တော်တို့လည်းမနေ့ပြန်အောင်ကျွန်တော်တို့အမားတွေအင်းနဲ့မအောင်ပြောဆိုလို့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်လာတယ်ကျွန်တော်တို့မနေ့ပြန်ဒီဟိုအဲ့လိုပြောလို့အမင်းတို့ကအမားကလည်းပြင်လို့မပြီးဘူးလို့ဒါဘလုံးတေးတဲ့ဒီပြင်လို့ပြီးမှာကျွန်တော်တို့ဘလုံးဆိုတာနော်လူတိုင်းလူတိုင်းဆိုတော့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တိုက်ပြီးတွေ့ကျွန်တော်ကလေးတွေရောကျွန်တော်ပေးဆက်ဖို့အသင်းပါ